မင်္ဂလာပါ Football Preview Channel နေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒီနေ့ကအတော့ကြာနေပါတော့။ဒီနေ့ညမှာဆိုလို့ရှင်တော့ကစားမဲ့ Top 5 League ကဥရောပ League ပွဲစဉ်နေပြန်ဆပြီပေါ့နော်။အဲ့တော့ဒီနေ့ကစားသွားဖို့ရှိတဲ့ဥရောပ League ပွဲစဉ်၃ပွဲကိုဒီနေ့မှာကြိုတင်ပြီးတော့သုံးသပ်ပြီးတော့မှာနော်။အဲ့တော့တခြားသော Legend ပွဲစဉ်တွေရဲ့သုံးသချက်တွေ၁တွေပြီးတော့ Mount တွေတွေပေါ့နော်။ဒါတွေအကုန်လုံးဆိုလို့ရှင်ကျွန်တော်ရဲ့ Viber နဲ့ Telegram Channel တွေမှာတင်ပြီးရပါတော့။အဲ့တော့ Viber Channel Link ကို Telegram Channel Link ကိုဒီဗီဒီယိုအောက်က comment မှာ pin comment အနေနဲ့ထောက်ပြီးကြပါဘောနော်ဝင်ပြီးတော့ join ထားနိုင်နေပါဘော ဲ့တော့ဒီနေ့ပထမဆုံးသုံးသပ်ပြီးခြင်းတဲ့ပွဲစဉ်ကကြတော့ဒီနေ့ညတနိုင်မှာကစားမယ့်ချမန်ပွန်တက်လီကပွဲစဉ်တစ်ပွဲဖြစ်တဲ့ Union Berlin နဲ့ Mönchengladbach ပေါ့နော်အဲ့တော့အဲ့ပွဲစဉ်ရဲ့လက်ရှိပေါင်းချက်ကျွန်တော်ပြန်ကြည့် Union Berlin က တည်ကြရင်95ပြားရှုံမယ်ပြီးတော့5ပေါင်းအနေနဲ့ဆိုလို့ရှိရင်3ကိုသွင်း95ပြားရမယ်ပေါ့နော်အဲ့တော့ဒီ Union Berlin ကမူချန်ကလာဘတ်ကပေါ့နော်နှစ်သင်းလုံးကဒီရာဒီ Bundesliga မှာဆိုလို့ရှိရင်အတွင်းကိုရဖို့တော်တော်လေးယုံကန်နေရတဲ့အသင်းတွေဖြစ်တယ်ပေါ့နော်လက်ရှိ Union Berlin အသင်းကိုကျွန်တော်ပြန်ကြည့်ရင်ရှမတ်9မှတ်နဲ့ဒီ Bundesliga မှာပြီးစရာ73အဆင့်73နေရာမှာရပ်တည်နေတယ်တစ်ဖက်ကကလာဘတ်အသင်းကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းသူတို့အသင်းကရမတ်3မှတ်ပဲရတာလေလက်ရှိမပြီးစရာအဆင့်79နေရာမှာရောက်နေတယ်ပေါ့နော်ပြီးတော့ကလာဘတ်ကိုယ်တိုင်ကဒီရာဒီမှာသူတို့ သားခဲ့တဲ့ဘွန်ဒက်လီကာပွဲစဉ်တွေမှာဆိုလို့ရှိရင်လုံးဝနိုင်ဝဲမရသေးဘူးပေါ့နော်ပြီးတော့ဒီနှစ်သိန်းလုံးရဲ့ခန့်စီတွေကိုကျွန်တော်ပြန်ကြည့်လက်ရှိတော်တော်လေးကိုစုရဲပေါ့နော်နှစ်သိန်းလုံးရဲ့ခန့်စီပိုင်းဆိုင်ရာအရာလက်ပွဲကိုဆိုလို့ရှိရင်ပြန်မြတပွဲပြန်မြအနေနဲ့သူတို့ရဲ့ခန့်စီကပေးကို2ကိုလောက်ခုပြုပေးခဲ့ရတယ်ပေါ့နော်ပြီးတော့သူတို့ရဲ့တိုက်စီတွေကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်တပွဲပြန်မြ 1.33ကိုဝင်ကျင်လောက်ပဲသူတို့တွင်းနိုင်ခဲ့တယ်။ပြီးတော့ဒီတစ်ဖက်ကကလာဘတ်အသင်းဆိုလို့ရှိရင် လက်ရှိကစားခဲ့ပြီးရဲ့ဒီဘွန်ဒလီကစုစုပေါင်း6ပွဲမှာဆိုလို့ရှိရင်ဒီသူတို့ရဲ့တိုက်စစ်ကတွင်ကို9ခုပဲရခဲ့ဘူးနော်။ပြီးတော့အဲ့ဒီရခဲ့တဲ့တွင်ကို9ခုထဲမှာဆိုလို့ရှိရင်လည်းဒီ front work ကို6ခု4ခုနဲ့ရှုံးခဲ့တဲ့ပွဲစဉ်မှာဒီတွင်ရဲ့4ခုပါပဲဘောနော်။အဲ့တော့ပြောမှဆိုလို့ရှိရင်အဲ့ဒီတွင်ကို4ခုကိုဒါဖယ်လိုက်မယ်ဆိုလို့ရှိရင်ကလာဘတ်က ဒါကစားခဲ့တဲ့6ပွဲမှာဆိုလို့ရှိရင် front back နဲ့တပွဲကိုဖယ်လိုက်မယ်ဆိုလို့ရှိရင်ကျန်တဲ့5ပွဲမှာသူရဲ့တိုက်စစ်ကအတွင်းကိုတကိုးပဲတွင်နိုင်ခဲ့တာကိုတွေ့ရလိမ့်မယ်ပေါ့နော်အဲ့တော့နှစ်သိန်းလုံးကတော့ပြောရင်လက်ရှိမှာတိုက်စစ် ိုင်းဆိုင်ရာအားနည်းနေတဲ့အသင်းတွေဖြစ်တယ်။ကိုတို့ကိုရဖို့အတွက်တောင်းတော်တော်လေးကိုရုန်းကန်နေရတဲ့အသင်းတွေဖြစ်တယ်ပေါ့နော်။အဲ့တော့ဒီပွဲကအတွင်းကိုနေလိမ့်မယ်လို့လည်းထင်တယ်။ပြီးတော့ဂိုးပေါင်းကြီးအရာသုံးကိုတွင်ဂိုးပေါ်ပြီးဆိုတဲ့ပွဲမှာကျွန်တော်ကဒီပွဲမှာဆိုလို့ရှိရင်1 1 1cc cc အလောက်ပဲဖြစ်နိုင်နေမှာထင်တယ်ပေါ့နော်အဲ့တော့ပထမအောင်ဆုံးပွဲစဉ်မှာတော့ကိုယ့်ဟောက်ကိုရွေးချယ်ပေးခြင်းနဲ့ပေါ့အဲ့တော့ဒီနောက်ထပ်သုံးသပ်ပေးခြင်းနဲ့ပွဲစဉ်ကကျတော့ဒီနေ့ညတနင်္ဂနွေမှာကစားမဲ့ PSG နဲ့ Safra Bolu ရဲ့ပွဲစဉ်ပေါ့နော်အဲ့တော့အဲ့ပွဲစဉ်ရဲ့လက်ရှိပေါ့ကြည့်ကျွန်တော်ပြန်ကြည့်ရင် PSG က2ဂိုးသွင်းပြ2ဂို 90ရမယ်ပြီးတော့ goal ပေါင်းအနေနဲ့ဆိုလို့ရှိရင်3ကိုတွင်ပြားလေးတွေရှုံမယ်ပေါ့နော်အဲ့တော့ဒီ PSG နဲ့ Sarpa ပေါ့နော်နှစ်သိန်းလောက်လက်ရှိ မြင့်သည့်လီဂူဝမ်မှာဆိုလို့ရှိရင်တော်တော်လေးဖောင်ကောင်းနေတဲ့အတင်းနေဖြစ်တယ်ပြီးတော့လက်ရှိခုနှစ်ပွဲကစားပြီးတဲ့အချိန်မှာဆိုလို့ရှိရင် PSG ကရှမ၁၆မှတ်ရတာလေတစ်ဖက်ကဆရာဘော့အတင်းကလည်းရှမ၁၅မှတ်ရတယ်ပြီးတော့နှစ်တင်းလုံးရဲ့ goal difference ကိုကျွန်တော်ပြန်ကြည့်ရင် PSG ကလက်ရှိမှာ plus 8ထွက်တာတယ်ဆရာဘော့က plus 7ထွက်တယ်ပေါ့နော်အဲ့တော့အရင်ဒီနှစ်တင်းကြားထဲမှာလက်ရှိအချိန်ဒီဆိုလို့ရှိရင်ကွာဟနေတာမရှိဘူးပေါ့နော်အဲ့တော့လက်ရှိပေါ့ကြည့်ကျွန်တော်ပြန်ကြည့်ရင် PSG က နှစ်ကိုးသိန်းပြကိုးသိန်းရမယ်ပေါ့နော်အဲ့တော့ဒီ2 plus ဆိုတဲ့ဂျေးတစ်ခုထွက်သွားတယ်အဲ့တော့ server bot အတင်းကိုကျွန်တော်ပြင်ချင်းသူတို့ကစားခဲ့ရဲ့နောက်ဆုံးပွဲ20ကိုမှာဆိုလို့ရှင် ပြိုင်ဘက်ကသူတို့အတင်းကို2 plus နဲ့ဂျေးထွက်ခဲ့ဂျေးထွက်ခဲ့မှာဆိုလို့ရှင် server bot ကနောက်ဆုံးကစားခဲ့ပွဲ20မှာပွဲ20လုံး server bot ကဂျေးအောင်နေမှာဖြစ်တယ်ပေါ့နော်အဲ့တော့ PSG ကစားခဲ့ရဲ့နောက်ဆုံးပွဲ20ကိုကျွန်တော်ပြင်ချင်းလို့ရှင်လဲဒါ2 plus နဲ့ ကြီးထွက်ခဲ့မှာဆိုလို့ရှိရင် PSG ကနောက်ဆုံးပွဲ20မှာဆိုလို့ရှိရင်ဆက်တဲ့ပွဲတီးတီးကြီးမအောင်ခဲ့တာကိုတွေ့ရလိမ့်မယ်ပေါ့နော်အဲ့တော့ဒီပွဲကလည်းဒီအရင်ကိုပြ PSG ကိုပြလိမ့်မယ်လို့မထင်ဘူး ပြည့်ကြည်နိုင်ခဲ့မယ်ဆိုလို့ရှိရင်လည်း2-1လောက်ပဲဖြစ်နိုင်လိမ့်မယ်လို့ထင်တယ်ဗောနော်ပြီးတော့နှစ်သင်းလောင်းရဲ့တိုက်စစ်ကလည်းအားကောင်းတယ်ဆိုတော့ Stratford ကိုယ်တိုင်ကလည်းဒီပွဲမှာ PSG ကိုဂိုးပြန်သွင်းနိုင်လိမ့်မယ်လို့လည်းထင်တယ်အဲ့တော့ဒီပွဲက Boding to score အရာဆိုလို့ရှိရင် yes ဖြစ်ဖို့ percentage များတယ်ပွဲတွေပွဲလေးလို့လည်းထင်တယ်ဗောနော်အဲ့တော့ဂိုးရလည်းအနေနဲ့2-1 1-1အဲ့လောက်ဖြစ်လိမ့်မယ်ထင်တယ်ဗောနော်အဲ့တော့ဒီပွဲမှာတော့ PSG ကြီးမအောင်နိုင်လို့တော့ထင်တယ်အဲ့တော့ဒုတိယမြောက်ပွဲစဉ်အနေနဲ့ဆိုလို့ရှိရင် Stratford အတင်းရွေးချယ်ပြီးခြင်းတယ်ဗော အဲ့တော့ဒီနေ့အတွက်နောက်ဆုံးသုံးသပ်ပြချင်တဲ့ပွဲစဉ်အကြတော့ဒီနေ့ညတနိုင်ခွဲမှာကစားမဲ့စပိန်လာလီဂါပွဲစဉ်တစ်ပွဲဖြစ်တဲ့ Real Oviedo နဲ့ဒီ Espanyol ရဲ့ပွဲစဉ်ပေါ့နော်အဲ့တော့အဲ့ပွဲစဉ်ရဲ့လက်ရှိပေါ်ကြည့်ကျွန်တော်ပြန်ကြည့် Espanyol ကတရေကြိုင်ပြား30ရှုံးမယ်ပြီးတော့6ပေါင်းအနေနဲ့ဆိုလို့ရှိရင်2ဂိုးသွင်း5ပြရမယ်ပေါ့နော်အဲ့တော့ဒီ Real Oviedo အသင်းကိုကျွန်တော်ပြန်ကြည့်သူတို့အသင်းက ဒီရာဒီမှာဆိုလို့ရှိရင်ကိုရောက်ဖို့အတွက်ဆိုလို့ရှိရင်တော်တော်လေးယုံခံနေရတဲ့အသင်ဖြစ်တယ်ဗောနော်လက်ရှိကစားခဲ့ပြီးရှစ်ပွဲမှာဆိုလို့ရှိရင်သူတို့ရဲ့တိုက်ဆက်ကတွင်းကို၄ခုပဲရခဲ့တယ်ပြီးတော့လက်ရှိမှာဆိုလို့ရှိရင်လည်းသူတို့အသင်ကရမန်စုစုပေါင်း၆မှတ်ပဲရတာတဲ့ဒီရဗောနော်လက်ရှိအမှတ်ပြရရဲ့အဆင့်၁၇ခုနေရာမှာရောက်နေတယ်ပြီးတော့တန်းစင်းစုံနေဆိုလို့ရှိရင်လည်းသူကဒီအဆင့်ဒီတနေရာလောက်ပဲကွာဟာတော့တွေ့ရလိမ့်မယ်ဗောနော်အဲ့တော့ဒီတစ်ဖက်က Ice Man ကိုကျွန်တော်ပြန်ကြည့်ရင်သူတို့ကယာတီအဆောက်မှာဆိုလို့ရှိရင်တော်တော်လေးကို ပုံစံကောင်းခဲ့တယ်။ဇာတိစကစားခဲ့တဲ့လေးပွဲမှာဆိုလို့ရှိရင်သူတို့ကဒီပြင်းပြအမြင့်ဆုံးရနိုင်ကြီး12မှတ်မှာဆိုလို့ရှိရင်ရမှတ်10မှတ်ထိအောင်သူတို့ရခဲ့တယ်ပေါ့နော်။ဒါပေမဲ့လို့နောက်ပိုင်းကစားခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင် Espanyol ကတော်တော်လေးကိုခြေစွမ်းနေကြလာတယ်။ နောက်ဆုံးကစားခဲ့တဲ့၄ပွဲမှာဆိုလို့ရှိရင်လည်းအက်စပန်ယောကရမှတ်နေတယ်နှစ်မှတ်ပဲသူတို့ပြန်ပြီးစုဆောင်းနိုင်ခဲ့တယ်ဗောနအဲ့တော့ဒီနှစ်သင်းလုံးရဲ့ကစားခဲ့တဲ့ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒီနှစ်သင်းလုံးကစားခဲ့တဲ့နောက်ဆုံး၅ပွဲမှာဆိုလို့ရှိရင်၃ပွဲကနှစ်သင်းပေါင်းသွင်းကို၃ဂိုးအောက်ကိုရောက်ခဲ့တယ်ဗောနပြီးတော့ OBDO ကိုယ်တိုင်ကလည်းလက်ရှိသူတို့ရဲ့အိမ်ကွင်းကစားခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်သွင်းကိုအနေနဲ့စုဆောင်း၂ဂိုးပဲရတာလေတစ်ဖက်ကအက်စပန်ယောကိုယ်တိုင်ကလည်းအဝေးကွင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်လည်းသူတို့သင်းကလည်းပဲသွင်းကို၂ဂိုးပဲရတာလေဗောနအဲ့တော့ဒီပွဲကဒီနှစ်သင်းလုံးအတွက်ဂိုးရောက်ဖို့ ခက်ခဲလိမ့်မယ်လို့လည်းထင်တယ်ဇီဇီ 1C အဲ့လောက်ထိပဲလုံးလုံးကြောင်းနိုင်လိမ့်မယ်ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ကိုပေါင်းကြီးရဒီ2ခုတွင်5ပြရရမယ်ဆိုတော့ဂျေတကူကဒီဝဲ2ခုထိရောင်းနိုင်လိမ့်မယ်လို့လည်းမထင်ဘူးပေါ့နော်အဲ့တော့ဒီဝဲမှာတော့ဒါ9ရောက်ကိုရွေးချယ်ပေးခြင်းနဲ့ပေါ့